အာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကကြတော့ကျွန်တော်တို့နောက်မြန်မာစံတော်ချိန်နဲ့ဆိုလို့ရှိရင်နှစ်နာရီနေ့ပြန်နှစ်နာရီလောက်ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဒီ Binance Care Exclusive Token Generation Event ပေါ့နော်ဆက်နှစ်ချိန်မြောက် Token Generation Event ရှိပါလေဘယ်ဘယ် token ပေးမှာလဲဆိုတော့ဒေါ်လာ AIOT ဆိုတဲ့ token ပေးမှာပါ okay အဲအဲ့တော့သူရဲ့ subscription ကဘာလို့ကျွန်တော်မြန်မာချိန်နဲ့ဆိုလို့ရှိရင် UTC အချိန်နဲ့ဆိုလို့ရှိရင်25ရက်2025 25ရက် April မှာ UTC တိုင်းက8:00 AM to 10:00 AM ပေါ့နော်အော်ကျွန်တော်မြန်မာချိန်နဲ့တက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုပေါ့အော်နေ့တိုင်း2:00နာရီလောက်ပေါ့နော်အဲ့နေရာလေးကိုကျွန်တော်တို့တစ်ချက်လေး AG Binance Wallet ထဲမှာရှိရဲ TGE ထဲမှာအာကျွန်တော်တို့တစ်ချက်လေး focus လုပ်ပြီးတော့စောင့်ကြည့်ပြီးတော့ပါဝင်လို့ရတယ်ဒါပေမဲ့ပါဝင်ခြင်းနဲ့ဆိုလို့ရှိရင်သူ့မှာ ာ eligible ဖြစ်ဖို့အတွက်ကိုဆိုလို့ရှိရင်သူမှာ rule တွေတခုရှိတယ်အဲ့ဒါလေးကဘာလဲဆိုတော့ alpha point ပေါ့နော် alpha point ရှိရမယ်ပေါ့နော် alpha point ဘယ်လောက်ရှိရမလဲဆိုတော့ကျွန်တော်တို့ကအနည်းဆုံး sd alpha point 45 binance f point ရှိရမှာပေါ့နော်အော် okay f point ဆိုတော့ဘာလဲဆိုတော့ကျွန်တော် binance တဲ့ကိုဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင် binance တဲ့မှာအဲ့မှာ service တဲ့မှာပေါ့နော်အဲ့ဒီထဲမှာဘယ်လိုရှာရမလဲဆိုတော့ဒီမှာ service ကိုရိုက်ထည့်လိုက်အဲ့ဒီမှာ alpha h a f point ဆိုပြီးတော့ဒီမှာရှိရဗျာအ နော်အဲ့ဒါလေးတစ်ချက်နှိမ့်လိုက်လို့ရှိရင် alpha point ဆိုကြလာမယ်အဲကျွန်တော်ရှိမှာကျွန်တော်တော့ပါဝင်ခွင့်မရှိမှာမဟုတ်ဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်ရှိမှာ alpha point က50မှရှိတဲ့ဒီအကောင့်မှာကြတော့လေဒီအကောင့်ထဲမှာကြတော့ကျွန်တော် alpha point က55 point ပဲရှိတဲ့အတွက်ကြောင့်ပါဝင်လို့ရအောင်မဟုတ်ဘူး alpha point ကဘယ်ရရလဲဆိုတော့ကျွန်တော်တို့ Binance exchange ပေါ်မှာသို့မဟုတ် Binance wallet ပေါ်မှာ alpha token တွေကိုရောင်းဝယ်လုပ်ထားတဲ့ volume ပေါ်မှာတည်ပြီးတော့သူကတွက်ပြီးတော့ alpha point တွေကိုပေးတာဗျာ อ่าอธิกอ่ะเปีย alpha alpha token นี่โอ้ตัวอ่ะจ้ะတော့ promote လုပ်တယ်ဆိုတဲ့သဘောပဲနောက်ပိုင်း alpha token ရောင်းဝယ်လုပ်ရမယ်လို့လုပ်ထားပြီးသားဖြစ်ရမယ်လို့အခုอ่ะဆိုလို့ရှိရင် alpha token ရောင်းဝယ်လုပ်ထားတဲ့ binance exchange ပေါ်မှာဒေါ်လာကောင်အော် binance wallet ပေါ်မှာလည်းကောင် alpha token ရောင်းဝယ်လုပ်ထားတဲ့ volume ပေါ်မှာဒီပြီးတော့သူတို့ alpha point တွေပေးတယ်ဗျအဲ့ဒီ alpha point က45ရှိမှာအ ਨੇ ဆုံးရှိမှာကျွန်တော်က DTG မှာပါဝင်လို့ရမှာပေါ့เนาะโอเค DTG မှာပါဝင်မယ်ဆိုလို့ရှင်အာကျွန်တော်တို့อ่ะ အရင်ဆုံးကျွန်တော်တို့ကဟိုအရဲပေါ့နော်အဲ့တော့ access တွေကိုသွား wallet တွေကိုသွားလိုက်ပေါ့နော်အာ wallet တွေကို wallet တွေကိုသွားပြီးလို့ရှိရင်ကျွန်တော်တို့က wallet ထဲရောက်ပြီဆိုလို့ရှိရင်အဲ့ဒီမှာဒီမှာ discover sale ကိုရှိရဲအဲ discover တွေဝင် discover တွေဝင်ပြီးလို့ရှိရင်ဒီမှာ exclusive stage ဆိုတာရှိတယ်အဲ့ဒါလေးတစ်ချက်နှိပ်လိုက်ပေါ့နော်လောလောဆယ်တော့ဒီမှာတော့ဟိုဟိုတက်လာအောင်မှာတော့မဟုတ်ဘူးပေါ့နော်အာကျွန်တော်မြန်မာစံတော်ချိန်နေ့လည်းအနန္တကြီးလောက်ဆိုရင်ကျွန်တော်စောင့်ကြည့်လို့ရတယ်စောင့်ကြည့်ပြီးတော့ကျွန်တော်တို့ f point 45 actually အနည်းဆုံး45ရှိတယ်အဲ အဲကျွန်တော်တို့ဒီ trader တွေကတော့ကျွန်တော်တို့ဒီမှာအာ BME နဲ့ lock လုပ်ပြီးတော့ကျွန်တော်တို့ဝင် join လို့ရမယ်ပေါ့နော်ကျွန်တော်တို့ကတော့ဒီ account ကတော့ကျွန်တော်မှမရှိရတဲ့ကြောင့်ဒီ account ကကျွန်တော်ကတော့ဒီ tutorial တွေလုတ်ပေးနေတာဖြစ်တဲ့ကြောင့်ဒီ account ထဲမှာတော့ကျွန်တော်မှ alpha point ကမရှိဘူးဗျမရှိရတဲ့ကြောင့်ကျွန်တော်ဒီ account ထဲတော့ join လို့မရဘူးပေါ့နော်အဲ့လိုမျိုးပေါ့နော် alpha နောက်ပိုင်းက alpha point alpha point တွေရဖို့ alpha DTG တွေပါဝင်ဖို့ပြဆိုလို့ရှိရင်တော့ကျွန်တော် alpha token တွေကို swap လုပ်တာရောင်းဝယ်လုပ်တာတို့ volume ြအောင်ပေါ့နော် volume မရအောင်လို့အဲ့အရာတွေကလုတ်ပေးဖို့လိုတယ်ဒီကြီးမှာပါမယ်ဆိုလို့ရှင်ပေါ့နော် okay အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် YouTube channel တွေနဲ့ subscribe လုပ်ပေးကြပါဦးဗျာ